ဒီကားထဲမှာလင်းလင်းတို့သူသူတို့နဲ့ပေါ့နော်အအဆုံစင်းလေးပေါ့နေရာလေးဟာပြိတ္တမှတ်မိမဲ့နေရာလေးပေါ့နော်အဲ့ဒါကြောင့်မလို့အဲဝင်ရိုင်းဖြစ်သွားတာပါမတရားတော့ဘယ်လိုလဲဆိုတော့ပြင်ဦးလေးမှာတရိုက်တာလေပြင်ဦးလေးမှာအခန်းလေးတော့နေတယ်ဒါပေမဲ့နေရာလေးရန်ပြိတ္တအတိမတ်ပြုမဲ့နေရာလေးဆိုတော့ပြိတ္တကိုကအဲ့လိုမျိုးအခန်းလေးတွေဆိုဘာဖြစ်ဖြစ်ပေါ့နော်ကိုကသူဥဆောင်တင်နေဆိုတော့ အဲပြင်ဦးလို့ပဲပေါ့နော်ဘယ်သူမှမပေါတော့ကာမောင်းပြီးတော့ဟိုမိတ်ကက်နေတယ်ပေါ့အာတက်ပြီးတော့ထဲလိုက်တာပေါ့နော်ပေါင်ပြန်ဆင်းရတယ်ဆိုတော့တယောက်တည်းစွန့်စားရတာပေါ့ငငယ်တော့ကိုရီခက်တော့မှကျတော့ဒီလိုဖုန်းတွေလည်းမပေါ်ဘူးလေနောက်ပြီးတော့ဒီလိုမီဒီယာတွေဆိုတာလည်းမရှိဘူးဆိုတော့အဲပရိသတ်နဲ့ထိတွေ့ရတာနဲတာပေါ့နော်ဗီဒီယိုတို့ရုပ်ရှင်တို့လောက်မှာပဲထိတွေ့ရတယ်ဆိုတော့ဟိုဘယ်လိုပြောနှစ်မျိုးကြာပြီပေါ့အချိန်နဲ့နှစ်မျိုးတော့ပေါ့နော်အဲ့အချိန်တုန်းကတော့ ဒီလိုမျိုးတွေဟိုမီဒီယာတွေရောပေါ့နော်ဒီလိုကင်မရာတွေဖုန်းတွေနဲ့ဒါဆိုရင်တော့အဲကိုရဲ့လုတ်လုတ်နိုင်စွမ်းနေပူပြခွင့်ရှိမှာပေါ့အဲအဲ့တော့ကတော့ဗာရင်ပြတော့ဒီလောက်ကြီးမတွင်ကြတော့တည့်ရပြိတ်တက်လည်းတည်ရပေါ့နော်မတည့်ရပြိတ်တက်တယ်လည်းရှိခဲ့တာပေါ့ဟုတ်ကဲ့အဲအဲ့ကြမ်းမှတည်တာကိုကိုငငယ်လာမလာတယ်လို့မထင်ဘူးမတည်ဘူးပေါ့နော်သပင်ကောင်းတာလည်းမတည်ဘူးကိုကိုကိုမတည်ဘူးဘာလို့ဆိုအရင်အဲ့အဲ့ခက်ကအရင်ဘယ်လိုလဲ20ရာစု က်လို့ဖြစ်နေတော့လေဖြစ်မမိဘူးပေါ့အဲစပင်းနေကောင်းတာလည်းမသိဘူးနောက်ကအခုမှပြန်ကြည့်တော့အော်ငါစပင်းအရန်ကောင်းနေတာပဲလို့အထူကြီးပဲစပင်းကလေအဲ့လိုမျိုးပေါ့နော်အဲအဲအဲ့တော့မက်ဆင်းနဲ့တူတယ်နည်းနည်းအပေါ့နော်မက်ဆင်းနဲ့တူတယ်လို့အဲဟွာရုပ်ရှင်ဟွာကမာပေါ့ပြိတ်ပြိတ်ကောအမှုပညာရှင်နေရောမက်ဆင်းနဲ့တူတယ်မက်ဆင်းကိုရီးယားလည်းမက်ဆင်းနဲ့တူတယ်အဲအဲ့လိုမျိုးတွေတော့ပြောခံခဲ့ရတာပေါ့နော်ဟုတ်အဲ အဲ့တော့အဲ့လိုပြောရင်ပြိဿကတော်ကြောင့်ဟိုဟာကိုယ့်ကိုဘဝင်မျက်နှာထင်နေအောင်မယ်ဟုတ်တယ်အဲ့တော့ကလေဟိုဟာငငယ်ရဆိုကိုယ့်ကွာလောင်းနေထင်တာသူကကော်ဘက်ရုပ်လို့ခေါ်လို့ကော်ဘက်ရုပ်ကော်ဘက်ရုပ်ပေါ့နော်အဲ့လိုမျိုးဘူအဘူမရုပ်ကော်ဘက်ရုပ်အဲ့လိုပဲခေါ်ခံရတော့အဲ့တော့ကတော့ကိုက နောက်လို့ပြောရအောင်လို့မထင်ဘူး။ငါ့ကိုလှောင်ကြရတယ်ဗော။လှောင်တယ်လို့ထင်တာ။အဲ့တော့ဟိုစိတ်မကောင်းဘူးငါ့ကိုလှောင်ကြရတယ်ငါ့ကိုမြင်လူကအဲ့လိုပဲပြောတယ်ကိုဘရုပ်ကြီးလိုပဲပြောတယ်ဘာလို့ပါလဲဗောလေ။ဟိုအမှန်တော့မဟုတ်ဘူးအယုတ်ယုတ်ယုတ်လို့လှလို့သူကပြောတာကိုအခုမှသိတာ။အောင်မြင်တဲ့အမှုပညာရှင်တယောက်ဖြစ်ချင်တယ်။ပြီးအဲအမြင်ရိုက်ရက်တွေအမြင်မအားတဲ့ အဲလိုတရုတ်ဆောင်တယောက်ဖြစ်ဖြစ်အဲ့တော့ဆိုလက်မခံတတ်ဘူးလေလက်မခံတတ်ဘူးဆိုတာကိုယ့်မန်နေဂျာတွေဘာကြီးမရှိတော့လေလက်မခံတတ်ဘူးဟိုကလာငားရင်လည်းလက်ခံလိုက်တယ်ရိုက်မယ်ဒီကလာငားရင်လည်းလက်ခံနဲ့ရိုက်မယ်အဲသူတို့နေကရှူတင်အဲ့တော့ရှူတင်ကားတွေနဲ့လာကြိုကြရှူတင်ကားကြီးကနှစ်စီးရအောင်လေကိုကမလုပ်တတ်တာလေငယ်တာကိုရမ်းငယ်တော့အဲ့ဒါနဲ့သူတို့တွေလည်းပြဿနာတက်တာပေါ့နော်ဒီဘက်ရှူတင် လိုက်သွားတော့ဟိုဘက်ကမင်းသမီးမရတော့ဘူးပေါ့နော်အဲ့လိုဖြစ်ပူးတယ်အဲ့ဒါကတော့ဖြစ်ပူးရတာကိုမလောက်တတ်တာမစီမံတတ်တာပေါ့ကိုဘင်းနားမှာလည်းနုပညာနဲ့ပတ်သက်လို့ဟိုပညာပေးမဲ့လူအသိပညာအပေါ့စီမံပေးမဲ့လူမရှိခဲ့ဘူးလေဟိုငငယ်တွေကပြောမဲ့ဆိုတယောက်တည်းအဲကိုဘယ်လိုပြောမလဲကိုဖြစ်ချင်တာဘယ်ကောက်ကိုစ조사ရတယ်လို့ဆိုတော့လေတယောက်တည်းရုံးကန်တဲ့လူပေါ့အပရိသတ်ကြီးပေါ့နော်အားလုံးစက်မှတ်ချမ်းသာဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ကကြီးသုံးမမှလည်းအဲလွတ်ငင်းကြပါစေကျော်လွှားနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်နော်